မန်ချက်စတာယူနိုက်တက်နဲ့ခြေစမ်းပွဲကစားမယ်အာဆီယံညွန်ပေါင်းတင်မှာရွေးချယ်ခံခဲ့ရတဲ့မော်မော်လေးအားလုံးပဲမင်္ဂလာပါအန်ဖိုဘောဆောင်ကနေအားလုံးကိုကျေးဇူးပါတယ်နာမည်ကျော်မန်ချက်စတာယူနိုက်တက်တင်ကတော့မေလာထင်းမှာရာသီပိတ်ခြေစမ်းပွဲဖြစ်နေအာရှတိုက်ကိုလာရောက်ကစားသွားဖို့ရှိပါတယ် မက်လာ28ရက်နေ့မှာမန်ချက်စတာယူနိုက်တက်အသင်းဟာမလေးရှားနိုင်ငံကွာလာလပူမြို့ရဲ့ပရိသတ်8400စတင်ကွင်းကြီးထဲမှာပဲအာဆီယံညိုပေါင်းတင်းနဲ့ခြေစမ်းပွဲရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်။အာဆီယံညိုပေါင်းတင်းကတော့မြန်မာနိုင်ငံပါဝင်အာဆီယံ17နိုင်ငံကအကောင်းဆုံးကစားသမားတွေကိုစူးစီးရွေးချယ်ထားတဲ့ All-Star အသင်းမှာအာဆီယံညိုပေါင်းတင်းရဲ့လူစည်းမှာမြန်မာတင်းတိုက်စစ်ကစားသမားမော်မော်လင်ရွေးချယ်ခံခဲ့ရကြောင်းမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဘက်ကတရားဝင်ကြေညာလာပါတယ်။မော်မော်လင်ကတော့လက်ရှိမှာမြန်မာလူရွေးစင်အသင်းကြီးရဲ့အကြီးကကစားသမားတအူးဖြစ်တယ်လို့ Tank Club Lapon Warrior အသင်းမှာလည်း ထြေစွမ်းပြကစားနေတယ်ကစားသမားတအုပ်လည်းဖြစ်ပါတယ်မော်မော်လီကိုရန်ကလည်းမန်ချက်စတာယူနိုက်တက်ပရိသတ်တယောက်ဖြစ်တယ်လို့သူချစ်တဲ့အသင်းကိုပြန်ဖက်ဖြစ်နေပြန်လည်ရှင်ပြန်ကစားရမှာပါမော်မော်လီတော်တော်တကယ်ကိုဂုံကြီးစရာလည်းကောက်ပါတယ်နေမကျော်ကလည်းအသင်းကြီးနဲ့ကွင်းထင်မှာပြန်ဖက်ဖြစ်နေရှင်ပြန်သွားရမှာဖြစ်တယ်လို့ကိုလေးစားချစ်ခင်ရတဲ့ကဘာကျော်ကစားသမားတွေနဲ့လည်းထီထီခွေရမှာပါ မော်လင်ကတော့မြမလေးရေးစင်အတင်းရဲ့အတင်းကောင်းဆောင်ဖြစ်တယ်လို့အတင်းရဲ့အရေးပါတွေကစားသမားလေးဖြစ်ပါတယ်ဒီပွဲစဉ်ကမော်မော်လင်ရဲ့ကစားသမားဘဝအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်မှတ်တမ်းဝင်သွားဖို့ရှိပါတယ်ဒီနေ့တင်ဆက်မှုကတလောက်ပါပဲနောက်ဆုံးရယူနိုက်တက်နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and follow လုပ်ခဲ့ပေးပါဦး